မင်္ဂလာပါခင်ဗျာ Revolut Baba News Channel ကနေပြီးတော့ August 29ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့1027စစ်စင်ရေးပထမပိုင်းမှာစစ်ကောင်စီရဲ့အမှတ်16စစ်စင်ရေးကိုကဲမှုဌာနချုပ်စက္ကခ16မှုဘုံမှုချုပ်တော်စင်ရဲ့နေအိမ်က ချက်သိန်းထောင်နဲ့ချီပြီးတော့တန်ဖိုးရှိတဲ့အရက်ပလင်းနဲ့ဝိုင်းပလင်းများကိုတိမ့်စီရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်1027ဆစ်စင်ရေးမှာပါဝင်တိုက်ခိုက်ပေးနေတယ် KNA အမျိုးသားများကာကွယ်တပ်ဖွဲ့ KNDF ကတပ်ဖွဲ့ဝင်တအုပ်ဖြစ်တဲ့ခွန်တာဦးက၎င်းရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့်ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်ပြည်သူကိုထမိတ်တက်နဲ့ရှော့စားခိုင်းတဲ့တပ်မတော်စစ်ဘုံချုပ်တွေရဲ့အိမ်က တန်ဘိုးကြီးယမကာဂိုတော်စကခ16တမမှုတော်စင်ရဲ့နေအိမ်တို့ခွန်တော်ဦးရဲ့ရုပ်တံမှတ်တမ်းမှာအသိပေးထားပါတယ်စကခ16ဘုံမှုချုပ်တော်စင်ဟာတခြားသော စကခမှုဓာကစမှုတို့နဲ့လောက်ကိုင်းဓာကစကစစ်သားနဲ့စစ်တပ်မိသားစုဝင်စုစုပေါင်း၄000ကျော်တို့ဟာ2024ခုနှစ်ဇန်နဝါရီလ၄ရက်နေ့မှာလက်နက်ချခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ခွေးလေးတွေမင်းတို့ကရှေ့တန်းမှာတေးချေပြက်စီးနေရတယ်မင်းတို့ရဲ့အဘတွေစစ်ကောင်းဆောင်တွေကအကောင်းစားဝန်ကြီးတွေတမိုးကြီးအရက်ကြီးတွေနဲ့တကယ်ကိုခွင်ထူးကံဖြစ်နေတာဟုတ်လား မဲတာမဟုတ်ဘူးလောကမှာဒီလိုအရာမျိုးတွေလုံးဝမတော့ဘူးဘူးလို့ရုပ်တံမှတ်တမ်းမှာ၎င်းကပြောပြထားပါတယ်ဒါအပြင်ရုပ်တံဖိုင်မှာတွေ့ရတဲ့အရေအတွက်ဟာပလင်း90အထက်မနည်းတယ်တံမိုးကြီးအရက်ဝိုင်များတဲ့ကသိန်း80တန်းအရက်တစ်လုံးကိုလည်းဖော်ပြထားပါတယ် Ryan Salute ပါတယ် Louis Cornia ကိုတွေ့ရတယ်ပြီးတော့ Parking Boo တွေကပြင်သစ်ဝိုင်တစိမ့်တွေဖြစ်နေမယ်အနည်းဆုံးတော့ပလင်းတွေကအခုဒေါ်လာဈေးနဲ့ဆိုသိန်းထောင်နဲ့ချီတယ်လို့ လေကာစတိုးဆိုင်ပိုင်ရှင်တဦးကရုတ်တံမှတ်တမ်းနဲ့ပတ်သက်ပြီးတော့မှတ်ချက်ပြုထားပါတယ်။ပိန်နေမျိုးအခြေစားစကခ16တက်မှမူဘုံမှုချုပ်တော်စင်ဟာ1027 6ရဲ့ပထမလှိုင်းမှာလောက်ကိုင်းမျိုးကို MNDA ကသိမ့်ပိုက်ပြီးတဲ့နောက်စစ်ကောင်စီရဲ့စစ်ခုံရုံးက ထောင်ဒဏ်20ချမှတ်ခဲ့ကြောင်း CDM ဗိုလ်ကြီးဇေယောကအသိပေးထားပါတယ်လက်ရှိစစ်စင်ကိုကဲမှုဌာနချုပ်စကခ76တမဟာမူးကိုဗိုလ်မှူးချုပ်ဇော်ငိမ့်ထိုင်နဲ့အစားထုတ်ခတ်ထားတယ်လို့သိရပါတယ်နောက်ပိုင်းဓာကစာတစ်ခုလုံး MNDA ထံမှလက်နက်ချအမြန့်ခံမှုမှာအဓိကတာဝန်ရှိတဲ့လူလို့တမတ်ခံထားရတယ်လောက်ကိုင်းအုတ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဘုံမှုချုပ်ထွန်းထွန်းမြေလောက်ကိုင်းဓာကဆမှုဘုံမှုချုပ်မိုးကြော်သူတမတ်55တမတ်မှုဘုံမှုချုပ်ဇော်မျိုးဝင်းတို့ကိုစစ်ကောင်စီကခုံရုံးကပုံမှန်များစွာနဲ့ ပေဒံပြစ်ဒံများကိုချမှတ်ခဲ့တယ်လို့သိရပါဗျ။ဘုံမှုချုပ်တော်စီအပါဝင်စကခဆက်နဲ့စကခမူဘုံမှုချုပ်အောင်စော်လင်းစကခဆက်လေးစကခမူဘုံမှုချုပ်အင်းမင်းဦးတို့ကိုလည်းတာဝန်မကျေပွန်မှုအထက်မိတ်မနာခံမှုပုံကံမှုများနဲ့တပ်တပ်တကြောပြစ်ဒံများကိုချမှတ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်ခရိုင်မိုးမောက်ခမရ၄၃ခုတပ်ဘက်မှာ စစ်ကောင်စီစစ်ကြောင်းတွေပြန်ထိုးလာတဲ့အတွက်အခုရက်ပိုင်းအတွင်းမှာတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကသူတို့ဆုံးရှုံးထားတဲ့မိုးမောက်၄၃ဘက်ကိုစစ်ကြောင်းပြန်ထိုးနေတာခုနမိုင်မရောက်ခင်မှာတိုက်ပွဲတွေပြင်းထန်နေတာအခုရက်ပိုင်းအတွင်းမှာနေတိုင်းလိုလိုပဲလို့ KI ရဲ့ရှေ့တန်းသတင်းရေးမိကပြောဆိုထားပါတယ်စစ်ကောင်စီတပ်တွေကဗမော်ဘက်ကနေမိုးမောက်ဘက်ကိုဥတီပြီးတော့ထိုးလာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာကနေတိုက်ပွဲတွေပြင်းထန်နေတာလို့သူကပြောပါတယ်စစ်ကောင်စီဘက်ကအင်အား၄-၅၀၀လောက်နဲ့ပြန်ပြီးတော့စစ်ကြောင်းထိုးလာတာလို့ပြောတယ်တဒုံဒုံတတိုင်းတိုင်းပဲလို့နောက်ထပ် KI ရဲ့သတင်း းရင်မေကပြောပါတယ်ခြေချင်းစစ်တောင်းထိုးလာတယ်လို့လက်နဲ့ကြီးတွေနဲ့ဒရဇက်ပစ်ကူနေပြီးတော့လေချောင်းကနေလဲမရမနာဘုံကျဲပစ်ကူနေတယ်လို့သူကပြောပါတယ်မိုးမောက်ခမရ၄ခုကဗမော့လုံချုံရေးအတွက်အဓိကအချက်ချာကြတဲ့လုံချုံရေးစခန်းဖြစ်တာကြောင့်စစ်ကောင်စီဘက်ကမရမကတိုက်နေပုံရပြီး ဗမော်မြို့မှာတော့စစ်ကောင်စီဘက်ကလက်လွတ်ဆုံးရှုံးထားရတဲ့တပ်စခန်းတွေကလက်ကျန်တပ်သားတွေစုပေါင်းထားပြီးတော့အင်အားထောင်ချီရှိနေတယ်လို့လဲဆိုပါတယ်။လွယ်ကျဲဗမော်မြေကြီးနားလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့အရေးပါတဲ့မိုးမောက်ခမရ၄၃ခွတပ်စခန်းကြီးကိုပြီးခဲ့တဲ့ဩဂတ်စ်လ၁၉ရက်နေ့ညနေ၃နာရီကျော်ခန့်မှာ KI ပူးပေါင်းတပ်ဖွဲ့တွေကအပိသက်ရှင်းလင်းသိမ်းပိုက်လိုက်တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆလာပီတင်ဆက်ပေးရမယ်တရင်ကတော့ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့စက်မှုဇုံများကလူငယ်အလုတ္တမများစရင်ကိုဩဂတ်စ်လ30ရက်နေ့နောက်ဆုံးထားပြီးတော့ပေးပို့ရန်စစ်ကောင်စီကထပ်မံတောင်းခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနကမြို့နယ်အလုတ္တမညွှန်ကြားမှုဦးစီးဌာနနဲ့ ်မြို့နယ်လဝကဦးစီးဌာနများထံကိုစက်မှုစုံများမှရှိတဲ့အလုံသမားအရေးအတွက်ကိုစက်ရုံတစ်ခုချင်းစီအလိုက်စရင်နဲ့အမြန်ဆုံးတင်ပြရန်ညွှန်ကြားထားခြင်းဖြစ်တယ်လို့သိရပါတယ်အလုံသမားများစရင်ကိုဩဂတ်စ်လ30ရက်နေ့နောက်ဆုံးထားပြီးတော့ပေးပို့ရန်ညွှန်ကြားထားပြီးတော့အဓိကအားဖြင့်စက်မှုထမ်းရန်လိုအပ်နေတဲ့လူငယ်များကိုစုဆောင်းရန်အတွက်လူရင်အားစရင်တောင်းခံနေခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့ညွှန်ကြားစာမှာသကောင်စီရင်နဲ့အိမ်ရဲ့အကြောင်းအရာ ကောက်ယူရေးလုပ်ငန်းများဆောင်ရွက်ရမှာအဆင်ပြေချောမွေ့စေရန်အတွက်လို့ဖော်ပြထားတော်လဲအခုလိုမျိုးအလုံသမားစီးရင်ကောက်ခံမှုမှာဒုတိယအကြိမ်ဖြစ်တယ်လို့သိရပါတယ်ပထမအကြိမ်က UMFCCI နဲ့ပူးပေါင်းပြီးတော့လူငယ်အလုံသမားများစီးရင်ကိုကောက်ခံခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်ဒါ့အပြင်မကြာသေးမီကလည်းရန်ကုန်တိုင်းအတွင်းမှာရှိတဲ့စက်မှုဆုံများနဲ့စက်မှုဆုံပြင်ပမှာရှိတဲ့စက်ရုံအလုံယုံစီးပွားရေးလုပ်ငန်းများမှာအလုံလုံကင်နေကြတဲ့လူငယ်အလုံသမားစီးရင်ကိုကောက်ခံပေးရန် UMFCCI ကိုစစ်ကောင်စီကလျှို့ဝှက်ညွှန်ကြားခဲ့ပြီးတော့အလုံသမားဝင်ကြီးဌာနနဲ့ UMFCCI တို့က ပူပေါင်းစီရင်ကောက်ယူလျက်ရှိရာအလုတ်သမားများစရဲကိုစစ်ကောင်စီထံကိုတိုက်ရိုက်ပေးပို့ခဲ့တယ်လို့သိရပါတယ်အလုတ်သမားဝန်ကြီးဌာနနဲ့ UMFCCI ကလူငယ်အလုတ်သမားစီရင်ကောက်ယူရာမှာနိုင်ငံသားစီစီရေးကပ်ပြားအလုတ်သမားမှတ်ပုံတွေကပ်ပြားမရှိတဲ့အလုတ်သမားများကိုမှတ်ပုံတည်းရဆိုပြီးအကြောင်းပြကစရဲကောက်ယူနေတယ်လို့သိရပါတယ်အမှန်တကယ်ကတော့စစ်ကောင်စီကအလုတ်သမားများစရဲပြုစုပေးဖို့လျှို့ဝှက်ညွှန်ကြားချက်အရာ UMFCCI ကအထွေထွေအတွေ့အကြုံ ထည်ချုပ်လုပ်ငန်းရှင်ဒေါ်ခိုင်ခိုင်နွယ်ကဦးစီးဆောင်ရွက်ကောက်ခံခဲ့တယ်လို့သိရပါတယ်။ညီနောင်အသင်းအဖွဲ့များစက်မှုဆောင်ကော်မတီများရဲ့အကူအညီနဲ့အလို့သမားများစီးရင်ကိုကောက်ယူနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီက PV နိုင်ငံကူးလက်မှတ်များနဲ့ပြည်ပနိုင်ငံများကိုလူငယ်များထွက်ခွာမှုကိုစစ်စစ်တားမြစ်မှုများလှုံ့ဆော်လာပြီးတဲ့နောက်ရန်ကုန်လေစိတ်ကနေပြီးတော့ပြည်ပနိုင်ငံများကို PV နိုင်ငံကူးလက်မှတ်နဲ့အစဉ်ပြေချောမွေ့စွာထွက်ခွာနိုင်ရေးအတွက်သတင်းရဲတပ်ဖွဲ့နဲ့လေကြောင်းရဲတပ်ဖွဲ့တို့ကိုငွေကြေးရယူပေးပို့နေတဲ့ဈေးကွက်ကြီးဖြစ်ထွန်းလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုဩဂတ်စ်လဇန်မတ်ကစပြီးတော့စစ်ကောင်စီက PV နိုင်ငံကူးလက်မှတ်နဲ့ပြည်ပနိုင်ငံများကိုထွက်ခွာမှုများကိုစစ်စစ်တားမြစ်မှုများလှုံ့ဆော်လာရ အရေးအတွက်များပြားတဲ့လူငယ်များဟာပြည်ပကိုထွက်ခွာမရတော့ဘဲနဲ့လေစိတ်ကနေပြီးတော့အိမ်ပြန်ခိုင်းမှုများများပြားနေတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့အောက်တိုဘာ14ရက်နေ့ထုတ်ပြန်ကြမှာတော့ PV နိုင်ငံကူးလက်မှတ်နဲ့ပြည်ပနိုင်ငံများကိုတွားရောက်အလုပ်လုပ်ကိုင်နေမှုများကိုတားမြစ်မှာဖြစ်ကြောင်းအကြောင်းပြခဲ့တော်လဲလက်တွေ့မှာတော့ဟိုတယ်ဘူကင်းအပြန့်လေရင်လက်မှတ်ရှိုးမန်နီပြနိုင်တဲ့လူတွေကိုတောင်မှလေစိတ်ကနေထွက်ခွာခွင့်မပြုဘူးလို့သိရပါတယ် PV နိုင်ငံကူးလက်မှတ်နဲ့ပြည်ပနိုင်ငံကိုထွက်ခွာခြင်းရဲ့လိုအပ်တဲ့စာရွက်စာတမ်းအထောက်အထားများအပြည့်စုံတင်ပြရမှာဖြစ်ပြီးတော့ ပတ်ဆိုင်ရာလေစိတ်တာဝန်ကြတဲ့အဖွဲ့နဲ့ကြိုတင်ပြီးတော့ချိတ်ဆက်ထားရမှာဖြစ်တယ်လို့သိရပါတယ်။ငွေကြေးများကိုလည်းကြိုတင်ပေးချေထားရမှာဖြစ်ပြီးတော့အသက်23နှစ်ကနေ32နှစ်အတွင်းလူငယ်အမျိုးသားများဖြစ်ရင်ငွေကျပ်30နဲ့အထက်လေစိတ်ရဲနဲ့တရင်ရက်တဖွဲ့ကတောင်းယူနေတယ်လို့သိရပါတယ်။အနေဆုံးပေါက်ဈေးကတော့ငွေကျပ်9သိန်းရှိနေတယ်လို့သိရပါတယ်။အထောက်ထားအစုံလင်ပါရတယ်။ရှိုးမန်နေအပြန်လေလက်မှတ်ဟိုတယ်ဘိုကင်းဗီဇာကလည်းအလဲပတ်ဗီဇာဖြစ်ရမယ်။လူငယ်အမျိုးသားဆိုရင်တော့30အထိပေးရတယ်။အသက်40နဲ့အထက် အမျိုးသမီး PV ဆိုရင်၅သိန်းပဲလေချောင်းရဲကလုတ်တယ်လို့ SB ရဲတွေကလည်းလုတ်ပေးနေတယ်ကြိုတင်ချိတ်ဆက်ထားပြီးတော့ထွက်မယ်နေလေရဲနာမည်အပြည့်စုံကြိုပေးရတယ် VIP service လို့ခေါ်တယ်လေစိတ်ကပြန်မလွတ်အောင်ဝန်ဆောင်မှုပေးတာပေါ့ကိုဘက်ကတော့တက်သေးအထောက်ထားအကုန်ပအောင်ယူသွားရတယ်လို့လေစိတ်တရေအေးအေးမေးကပြောဆိုထားပါတယ်အချက်ဘက်စစ်ကောင်စီကလူငယ်များအပေါ်တင်းကျပ်စီစစ်မှုများဟာစစ်ကောင်စီရန်တရာအတွက်ငွေညစ်ဂွင်ဖန်မှုများအကြီးကျယ်လှုပ်ဆောင်လာစေတယ်လို့သိရပါတယ် ီကနေ့မနက်9:30မိနစ်အချိန်မြန်မာ National Airline မြန်မာအမျိုးသားလေးချောင်းလိုက် UBA1 UB1 နဲ့စင်ကိုနိုင်ငံကို PV နိုင်ငံကူးလက်မှတ်ကန်ဆောင်ပြီးတော့ထွက်ခွာသွားတဲ့အမျိုးသမီးငယ်တဦးဟာ American Dollar 400လေစိတ်ပူပေါင်းတာဝန်ကြတဲ့အဖွဲ့ကိုခီးသွွားအေဂျင်စီများနဲ့ချိတ်ဆက်ပြီးတော့ပေးဆောင်ဖွက်ခွာခဲ့ရတယ်လို့သိရပါတယ်။ဒီကနေ့မနေ့စင်ကာပူကိုထွက်ကြတဲ့မိန်းကလေးတွေတအုပ်ကို American Dollar 400ပေးရတယ်။လေစိတ်ကနေပြန်မလွတ်အောင်ပေါ့။အေဂျင်တွေကလည်းလှုပ်ရှားကြတယ်။အေဂျင်တွေကစင်ကာပူအထီးကိုလိုက်ပို့ကြတယ်။အေဂျင်အတွက် စလုံးအသွားအပြန်လေလက်မှတ်ခါပေါ့အမျိုးသမီးလေးတွေစုပေါင်းပြီးတော့ပေးရတာလေစိတ်ကနေပြန်မလဲရအောင်ပေါ့မရှိရှိတာအကုန်ရောင်းပြီးတော့ထွက်ကြရတာဒီမနေ့9နာရီခွဲရန်ကုန်စင်ကူလေနဲ့ထွက်သွားကြပြီလို့ဒီကနေ့မနေ့ပိုင်းစင်ကူကိုထွက်ခွာသွားတဲ့အမျိုးသမီးငယ်တအုပ်ရဲ့မိဘဆွေမျိုးများကပြောဆိုထားပါတယ်စစ်ကောင်စီကအသက်23နှစ်ကနေပြီးတော့32နှစ်အထိအမျိုးသားလူငယ်များကိုလည်း PJ အလုတ်ကိုင်းနိုင်ငံကူးလက်မှတ်နဲ့ပြည်ပကိုအလုတ်ထွက်လုတ်ခွင့်များကိုပိတ်ပင်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာရှိတဲ့တရုတ်စီမံကိန်းတွေနဲ့ဝန်ထမ်းတွေကိုဘေးကင်းလုံခြုံအကာအကွယ်ပေးဖို့အတွက်ဩဂတ်စ်လ28ရက်နေ့နေပြည်တော်မှာတရုတ်တန်အမတ်မစ်မာဂျာကစစ်ကောင်စီရဲ့နိုင်ငံသားရေးဝန်ကြီးဦးတန်းဆွေကိုပြောဆိုခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်တန်ရုံးကမြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကိုထိမ့်သိမ်းကာကွယ်ဖို့နေပြည်တော်မှာတရုတ်တန်အမတ်နဲ့စစ်ကောင်စီဝန်ကြီး ်ဦးတန်းဆွေတို့တွေ့ဆုံခဲ့တာကိုထုတ်ပြန်ထားတာဖြစ်ပါတယ်အဲ့ဒီတွေ့ဆုံမှုမှာတရုတ်စီမံကိန်းတွေကိုအကာအကွယ်ပေးဖို့အပြင်တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝန်ကြီးရဲ့ခီးစဉ်အတွင်းမှာသဘောတူညီချက်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်ဆွေးနွေးခဲ့တယ်လို့ပြောဆိုထားပါတယ်မြန်မာနိုင်ငံကတရုတ်စီမံကိန်းတွေတရုတ်ဝန်ထမ်းတွေနဲ့တရုတ်မြန်မာနယ်စပ်တည်ငြိမ်အေဂျင်စီကိုလက်တွေ့ကြကြကာကွယ်ပေးဖို့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝန်ကြီးနဲ့ ်ဗိုလ်ချုပ်မူကြီးမဲအောင်လိုင်တို့ကသဘောတူညီမှုရရှိခဲ့တယ်လို့လည်းတရုတ်တန်ယုံဘက်ကထုတ်ပြန်ထားပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီနဲ့မဲအောင်လိုင်တို့သဘောတူညီမှုရရှိခဲ့တယ်လို့လည်းတရုတ်တန်ယုံဘက်ကထုတ်ပြန်ထားပါတယ်။ တရုတ်တန်အမတ်ကြီး Mix Marja နဲ့စစ်ကောင်းဆောင် Main Online နဲ့တွေ့ဆုံတဲ့အချိန်မှာ August 22ရက်နေ့ကလည်းတရုတ်စီမံကိန်းတွေကိုကာကွယ်ပေးဖို့ပြောဆိုခဲ့ကအစွမ်းကုန်ကာကွယ်ပေးသွားမယ်လို့စစ်ကောင်းဆောင် Main Online ကကတိပြုပြောဆိုခဲ့တာကိုတွေ့ရပါတယ်။ဒါ့အပြင်ဒီအပိုင်းအတွင်နေပြည်တော်မှာတရုတ်တန်အမတ်အစ်စ်ကစစ်ကောင်းစီရဲ့စိုက်ပျိုးမွေးမြူရေးဆယ်မြောင်းဝင်ကြီးဦးမင်းအောင်နဲ့ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံသားစီးပွားဆက်သွယ်ရေးဝင်ကြီးဒေါက်တာကန်စော်တို့နဲ့လည်းတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။တရုတ်ရင်းနှီးမြှုပ်နှံမှုပါဝင်တဲ့စီမံကိန်းတွေတိမ့်ပိုက်ခံလာရတဲ့အချိန်မှာ မြန်မာနိုင်ငံကိုတရုတ်နိုင်ငံသားဝင်ကြီးရောက်ရှိလာခဲ့တဲ့အပြင်အမျိုးသမီးတရုတ်တန်အမတ်နဲ့ကောင်စစ်ဝင်ချုပ်တွေလည်းအပြောင်းအလဲဖြစ်ခဲ့တယ်လို့သိရပါတယ်။တရုတ်အစိုးရဟာ1988ခုနှစ်ကနေပြီးတော့2018ခုနှစ်အထိမြန်မာနိုင်ငံမှာယင်းဤမြုံနံမှုအများဆုံးလုပ်ခဲ့တယ်လို့လက်ရှိမှာလဲစင်ကာပူပြီးရင်ယင်းဤမြုံနံမှုဟာဒုတိယအများဆုံးနိုင်ငံဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ